ားလုံးပဲမိလာပါဗျာအရှိမဘလောက်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဂျပန်နိုင်ငံခိုဘဲမြို့မှာကျင်းပတဲ့ဟာနာဘီတိုင်းခိုင်လို့ခေါ်တဲ့မိဗန်ပွဲတော်ကိုကျွန်တော်ဒီနေ့တော့ကြည့်မှာဖြစ်ပါတယ်ဒီနေ့ကအရင်နှစ်တည်းနဲ့မတူဘဲနဲ့တမူထူးခြားပြီးတော့ဒီဇိုင်းတွေရောလိုက်တင်တွေရော မျိုးမျိုးပြောင်းထားတဲ့အတွက်ဘာတွေကထူးဆန်းပြီးတော့ဘာတွေကရန်ကိုကြည့်ရှုလို့ပဲကောင်းမလဲဆိုတာသိရင်တော့ကျွမ်းတူလိုက်ကြည့်လိုက်ပါဦး let's go အခုကတော့ ရရာစီးဖို့အတွက်ဘူတာကိုလမ်းလျှောက်နေရဖြစ်ပါတယ်ဒီနေရာတော့ကျွန်တော်ကြောင်းသွားတာရရာစီးတဲ့နေရာလေးပဲဖြစ်ပါတယ်ရမ်းကိုသဘောကျတယ်နေရာလေးပေါ့ဗျာကျွန်တော်စီးမဲ့ဘူတာကတော့ခရောကဘူတာကနေပြီးတော့တဘူတာပဲစီးအောင်ဖြစ်ပါတယ်ဒီထားလာပါညာရရာစီးလေးပေါအောင်မယ်ခုကျွန်တော်ဆင်းရမယ်ခုပဲဘူတာရောက်ပြီပေါ့နော်ဒီခုပဲဘူတာကနေ မိဖန်ဖွဲ့ကျင်းပတဲ့နေရာဒီလမ်း70လောက်တော့ချောက်ရအောင်ပေါ့နော်အကြောင်းကျွန်တော်လမ်း16လောက်ပေါင်းမယ်နောက်ပြီးတော့တွေ့ကြမယ်အခုကျွန်တော်မိဖန်ဖွဲ့ကျင်းပမယ့်နေရာကိုရောက်နေပြီဖြစ်ပါတယ်လူတွေကလည်းအများကြီးပဲဗျအိုးနောက်မှမြင်ရတဲ့အဆောက်အဦတွေမြင်လားပြီးတမောပုံစံဆောက်ထားတဲ့အဆောက်အဦရယ်ပြီးခိုးဘဲမြို့ရယ်ထင်ကရပေါ့တို့တာဝါရယ်အရန်ကိုနာမည်ကြီးတဲ့နေရာတွေပေါ့နော်ကျွန်တော်ခုမိဖန်ဖွဲ့မစခင်လေးမှာဒီနေရာရဲ့ ရန်ကိုနာမည်ကြီးတဲ့အစားအသုံးသုံးခုကြောင်းရှင်းပြပါမယ်။အဲဒါကြောင့်ခဏလောက်ဆောင်းပြီးကြည့်လိုက်ပါ။ပရမအောင်ဆုံးနေတဲ့ဒီအဆောက်အဦကိုတော့ခိုးဘဲမဲတိုင်းမြူဇီယံလို့ခေါ်ပါတယ်။ဒီအဆောက်အဦကပင်လယ်ပြင်မှာတမောမောင်းနေပုံစံဆောက်လုပ်ထားပြီးတော့ဒီအကိုင်းခက်တီကတော့ မပြောမယ့်အကန့်ခက်တဲ့ပုံစံတွေကိုယူပြီးတော့ဆောက်လုပ်ထားတာဖြစ်ပါတယ်ဒီဆောက်ကလည်းခိုးဝဲရဲ့တင်ဂေတာဖြင့်လူတိများပြီးတော့လူကြိုက်များတဲ့အဆောက်အဦတစ်ခုပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီအဆောက်အဦကပင်လယ်ပင်ဘဝအကြောင်းတွေနဲ့တမောစိတ်ကမ်းရဲ့အကြောင်းတွေကိုဖော်ပြထားတဲ့အဆောက်အဦတစ်ခုပဲဖြစ်ပါတယ်ဒီအဆောက်အဦထဲမှာဆိုလို့ရှိရင်လည်းပင်လယ်ပင်ဘဝအကြောင်းတွေပြီးတော့တမိုင်းစိတ်ကမ်းအကြောင်းတွေပြီးတော့တမောနီးပညာအကြောင်းတွေကိုအတွင်းထဲမှာလည်းရေးသားဖော်ပြထားတာရှိပါတယ် ဒုတိယအနေနဲ့ကတော့ဒီတာဝါအကြောင်းဖြစ်ပါတယ်ဒီတာဝါကတော့ခိုဘက်ပုတ်တူတာဝါလို့ခေါ်ပါတယ်ဒီတာဝါကို1963ခုနှစ်မှာစတင်ဖွင့်လှစ်ပြီးတော့အမြင့်ပေ180မီတာရှိပါတယ်ဂျပန်မှာပရမအုပ်ဆုံးတွင်နဲ့ hypervolt structure နဲ့တိဆောက်ထားတဲ့တာဝါကြီးတစ်ခုပဲဖြစ်ပါတယ်ဒီတာဝါကြီးကိုတကိုယ်လုံးအနီးအားနဲ့ဆောက်လုပ်ထားပြီးတော့နေမှာဆိုလို့ရှိရင်အနီးအားပုံစံနဲ့မြင်ရပြီးတော့ညဘက်မှာဆိုလို့ရှိရင်တော့ အခုလိုမျိုးမီးရောင်လှပနဲ့မြန်မာမှာဖြစ်ပါတယ်။ကြော်ဝိုင်းပုံမှာလည်းဆော်ဖီနာရှော့တွေ၊ကော်ဖီရှော့တွေစားသောက်ဆိုင်တွေရှိပါတယ်။ဒီမှာကော်ဖီလေးတောက်ရင်းနဲ့ခိုးပဲတစ်မျိုးလုံးရဲ့အလှကိုမြင်တွေ့နိုင်တဲ့တောက်ဝိုင်းတစ်ခုပဲဖြစ်ပါတယ်။ခိုးပဲမျိုးရဲ့ပင်လယ်ရှုခင်းလှလာလေးတွေပြီးတော့တဘောဝါလှတွေကိုဒီခိုးပဲပေါ့တာဝါအပေါ်ဝါနေပြီးတော့အားလုံးကိုကြည့်စုခံစားနိုင်မှာဖြစ်ပါတယ်။တတိယအဆောက်အဦနေရာတော့ကိုဝဲအမေရိကန်ပါ့ခ် oriented hotel လို့ခေါ်တဲ့ဒီ hotel အကြောင်းဖြစ်ပါတယ်။ဒီ hotel ကြီးကတော့ပင်လယ်ပြင်မှာဆောက်လုပ်ထားပြီးတော့အဆောက်အုံဒီဇိုင်းကိုတော့ပင်လယ်ပြင်မှာရှိတဲ့လှိုင်းပုံစံဆောက်လုပ်ထားတဲ့အဆောက်အဦတစ်ခုပဲဖြစ်ပါတယ်။ဒါကတော့ကိုပဲမြို့မှာရှိတဲ့5 star အဆင့်ရှိတဲ့ hotel တစ်ခုပဲဖြစ်ပါတယ်။အဲကြောင့်မလို့ကဘာလဲခီးတွားတွေကဒီ hotel ကြီးကိုလာရောက်ပြီးတော့တဲခုကြတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီ hotel အတွင်းမှာရှိတဲ့ decoration တွေ ဒီဇိုင်းတွေဖာနီချာတွေကလည်းအရန်ကိုလှပြီးတော့အရန်ကိုအဆင့်ရှိတယ်ဆိုပြီးတော့လူပြောများပြီးတော့နာမည်ကြီးပါတယ်ကျွန်တော်တို့ဆက်နှစ်လာပိုင်းကြာလို့ရှိလို့ရှိရင်ကျောင်းကနေပြီးတော့တေဗမန်နာတင်ကြားဖို့ရှိပါတယ်တေဗမန်နာကိုလက်တွေ့အနေနဲ့ဒီဟိုတယ်ကြီးမှာသွားပြီးတော့တင်ကြားရမှာဖြစ်ပါတယ်အဲ့အချိန်ကြာလို့ရှိလို့ရှိရင်လည်းဒီဟိုတယ်ကြီးမှာရှိတဲ့ decoration မိုင်းတွေ design တွေ furniture တွေကဘလောက်လှလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်သွားပြီးတော့ရိုက်ပြပြမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုကိုလည်း12လပိုင်းကြာရင်ဆက်လက်စောင့်ကြည့်လိုက်ပါအခုကျွန်တော်ပြပတ်သွားတဲ့အဆောင်အုံ၃ခုကိုတနေရာထဲမှာမကြီးစုခံစားနိုင်မှာဖြစ်ပါတယ်အဲကြောင့်မလို့ဒီနေရာကကိုယ်ဘက်ကိုရောက်လို့ရှိလို့ရှိရင်မဖြစ်မနေသွားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ကဘာလဲခီးတဲ့ကြီးလည်းအများဆုံးအလားဆုံးနေရာဖြစ်တဲ့နေရာတနေရာဖြစ်တဲ့အပြင်ကိုယ်ပဲမျိုးရဲ့တင်ငေတတွေအများကြီးရှိတဲ့အစာအုပ်တွေအများကြီးရှိတဲ့နေရာတင်နေတာဖြစ်ပါတယ်။အဲကြောင့်မလို့တင်က ိုဘဲကိုလာမယ်လို့စဉ်းစားထားတယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုမဖြစ်မနေရောက်အောင်လာဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခဏနေလို့ရှိလို့ရှိရင်မိဘပွဲစတင်မှာဖြစ်ပါတယ်အဲကြောင့်လို့ဒီမှာကြည့်ရှုဖို့စောင့်နေတဲ့လူတွေကလည်းဟိုးအပြေပဲဗျာဒီမှာဆိုလို့ရှိရင်ဒီပန်းချီမှာအပြေဆိုလို့ရှိရင်အပြေပဲအဲကြောင့်မလို့7မိနစ်ပဲကျန်တော့ခင်ဗျာခဏနေတော့မိဘပွဲကြည့်ရပါတော့မယ်အဲကြောင့်လို့စိတ်ချခြင်းနဲ့ခဏလောက်စောင့်ပြီးတော့ကြည့်ပေးလိုက်ပါဦးဗျာ များကြီးပဲကလူတွေကလည်းအများကြီးပဲအေးစာစေနို10 9 8 7 6 5 4 3 2 1 များတွေကတော့သူတို့အတွဲလေးနဲ့သူတို့လာကြတာပေါ့နော်ကျွန်တော်ကတော့အမြဲတမ်းတယောက်တည်းပါပဲသူများတွေကြည့်ပြီးတော့အားကြနေရတယ်ဖွဲ့ရပါဗျာအားကြပါလေအားကြပါလေအခုတော့မိဘဘွဲ့ပြီးတော့ပါခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ တရင်ကြော့စီမီပွဲလုံးနဲ့တူတဲ့ရတာကိုခန်းစားကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီမီပန်းပွဲတော်က10လဝ20ရက်နေ့ကစပြီးတော့24ရက်နေ့ထိကျင်းပအောင်ဖြစ်ပါတယ်ကျင်းပတဲ့ချိန်ကတော့ညနေ6:00ရက်နေ့စပြီးတော့6:45မိနစ်ထိ15မိနစ်တိုင်တိုင်မီပန်းပွဲတွေကျင်းပပါတယ်ခင်ဗျာဒီမီပန်းပွဲတော်ကြီးကိုလာရောက်ကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဘာလို့လဲဆိုလို့ရှိလို့ရှိရင်မိနစ်ကနေမတူတဲ့ဒီဇိုင်းတွေ လိုက်တီနေအမျိုးမျိုးပြင်ဆင်ထားရတဲ့ကြောင့်မလို့လုံးဝကိုရတတကလေးရောကြော်ရှင်မှုတွေကိုပေးတဲ့မိဘပွဲတွေဖြစ်တဲ့ကြောင့်မလို့အားလုံးကလာကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာကိုသိရင်လည်းနောက်ပြီးတော့သဘောကျနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်အကောင့်လေးကို like comment follow subscribe လုပ်တော့မမေ့ရင်နော်အဆုံးလို့ကြည့်ပေးကြတယ်အားလုံးကျေးဇူးများအိုက်တင်ပါတယ်ခင်ဗျာနောက်ပြီးတော့မှာတွေ့ကြမယ် bye bye